ဈေးပိုတက်တာတဲ့နိုင်ငံခြားအမှတ်တရစိတ်တွေကိုပြောင်းလဲမတုံးဆွဲစေရင်ဂျပန်စိုက်ပျိုးရေးဝန်ကြီးအတစ်ကအစိုးရတိုးလောင်ထားတဲ့ဆန်တွေကိုဆိုင်းတွေစီအလင်းအမြန်ပို့ဆောင်ပြီးလက်ရှိဈေးနှုန်းထက်လျှော့ရောင်းပေးသွားမယ်လို့မေလ23ရက်မှာကတိပေးလိုက်ပါတယ်။အမတန်ပူပြင်းတဲ့အပူချိန်နဲ့နိုင်ငံခြားသားဝင်ရောက်မှုပိုများလာတာကြောင့်ဆန်ဝယ်လိုအမြင့်တက်လာလို့ဂျပန်မှာဆန်ဈေးတွေအစမတန်မြင့်တက်လာခဲ့တာပါ။ အဲ့ဒီလိုစံစည်းမြင့်တက်မှုကြောင့်စားသုံးသူတွေအပြင်လာမယ့်ဇူလိုင်လမှာအထက်လွှတ်တော်ရွေးကောက်ပွဲကျင်းပဖို့ရှိနေတဲ့အဆိုရကလည်းဆိုရင်နေပါတယ်။ အစိုးရတူလောင်ထားတဲ့ဆန်တချို့ကို match လာကလေးကထုတ်ရောင်းပေးခဲ့ပေမဲ့စူပါမားကတ်တွေမှာဆန်ဈေးပြန်လည်ကြအောင်မလုပ်ဆောင်နိုင်ခဲ့ပါဘူး။စံစည်းအစမတန်မြင့်တက်နေချိန်မှာဂျပန်ဆိုင်ပြိုရေးဝန်ကြီးဟောင်းကသူ့မှာတစိုးလက်ဆောင်ပေးထားတဲ့စံတွေရရှိနေတာကြောင့်စံဝယ်စားစရာမလိုဘူးလို့ပြောခဲ့ပြီးနောက်ယာတုကနေနှုတ်ထွက်သွားခဲ့ရပါတယ်။ဆိုင်ပြိုရေးဝန်ကြီးအသည့်ဖြစ်လာသူရှင်ဂျီရိုကိုအီဇူမီကဂျပန်စူပါမားကတ်တွေဟာကြီးလေးတဲ့အခွင့်အရေးပေးရမှာကိုတည်တည်ကြည်နဲ့အမေရိကန်စီကနေစံတိုက်ရိုက်ဝယ်ယူနေကြတာဟာပုံမှန်မဟုတ်တဲ့ကိစ္စ ဖြစ်တယ်လို့မီဒီယာတို့ပြောကြားလာခဲ့ပါတယ်ဒီအခြေအနေပြည်လဲသွားအောင်မိမိတို့လုံဆောင်ရမှာဖြစ်တယ်လို့ဝန်ကြီးကပြောတာပါ ဂျပန်ဟာတမိုင်းကြောင်းအရဆန်ကိုပြည်ပကနေတင်သွင်းယူဖို့တုံ့ဆိုင်နေခဲ့ပြီးပြည်တွင်းမှာလုံလောက်မှုရှိအောင်ထုတ်လုပ်နေတယ်လို့လယ်သမားတွေပြန်ဆိုင်မှုမရှိစေရေးအခွန်တွေတိုးကောက်ပြီးကာကွယ်ထားပါတယ်။ဝန်ကြီးချုပ်ဟောင်ဂျူနီရှီရိုကိုဤဇူမီရဲ့သားဖြစ်သူစိုက်ပျိုးရေးဝန်ကြီးရှင်ဂျီရိုကိုဤဇူမီကအစိုးရတင်ထားတဲ့ဆန်တွေကိုဇွန်လအစောဆုံးထားပြီး9ကီလိုကို20ဒေါ်လာရန်3000အောင်းနဲ့ရောင်းချနိုင်အောင်လှူဆောင်ပေးသွားမယ်လို့ကတိပြုထားပါတယ်။ မေလ17ရက်မှာအဆုံးသတ်တဲ့9ရက်တာအတွင်းစံစည်းနှုန်းဟာ9ကီလိုကို4268ယန်အထိပေးဝယ်နေကြရတာဖြစ်ပါတယ်။